တလပိုင်းတွေအင်္ဂါကားသမီးများတွေတလစာကန်ဓမာများကိုကိုကနေစပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်။စတလပိုင်းမှာအင်္ဂါကားသမီးများဒီတန်ကောင်းကောင်းမွန်တဲ့ကန်တရားပေါ့အလွန်ထူးခြားတဲ့ကန်တရားပေါ်မှာရောက်ရှိနေပြီးဖြစ်ပါတယ်။အဲဒါအင်္ဂါကားသမီးများအကအကုန်ကြီးကြည်ပြီးဖို့လိုအပ်ပါတယ်။အင်္ဂါကားသမီးများအားဒီစတလပိုင်းမှာဆိုရင်မိမိတို့အနေနဲ့ပညာရည်အောင်မြင်မှုတွေပိုင်ဆိုင်ရမယ်။ပညာရည်နဲ့ပတ်သက်ပြီးတော့ကံအရင်ကောင်းတဲ့ပုံမှာတည်ရှိနေပါတယ်။ တခုကကြတော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အနင်းအနဲ့တိုက်ခံပြုတ်တပုံးမျိုးကြီးတွေ့ကြုံရတဲ့ပိုင်းဝေးချင်းပိုင်းမှာတော့ဆုံးရှုံးစရာနဲ့စိတ်တော့ကရောက်စရာကြီးတွေ့ရတဲ့ပါလားလူမှုရေးအပိုင်းနေမှာဝင်မပါမိအောင်ဖယ်နေရမှာဖြစ်ပါတယ်ဒါဆိုရင်အင်္ဂါတားသမီးများဟာဒီဆက်တလာပိုင်းမှာဆိုလို့ရှိရင်တော့ခရီးနဲ့ပတ်သက်တာကြီးအောင်မြင်တတ်ပါရဲ့ စကားပြောဆိုတဲ့လုပ်ငန်းမျိုးတွေနိုင်ငံရသားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေဆိုထူးပဲအောင်မြင်မှုတွေပိုင်ဆိုင်ရပါတယ်။တတလပိုင်းမှာအင်္ဂါသားသမီးတွေကဘာပဲကြုံကြုံနှစ်ကြိမ်နှစ်ခါလောက်တွေ့ကြုံရပါတယ်။အဖန်ဖန်အခါခါစူးစမ်းနေရတဲ့ကာလလို့ပြောလို့ရပါတယ်။အင်္ဂါသားသမီးများကဒီတတလပိုင်းမှာဆိုရင်မမျော်နဲ့မင်းနဲ့ငွေတွေစုလိုက်ပုံလိုက်ခွန်းလာမယ်။ငွေကြီးတွေအရန်ကိုတန်ကောင်းမယ်။ဒါပေမဲ့ကိုယ့်ရဲ့ ုံးဖြတ်ချက်တည်းနော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တည်းကိုယ့်ရဲ့ရွေးချယ်မှုကြီးကြောင့်ငွေကြေးတွေကဆုံးရှုံးသွားရတာပြန်ထွက်သွားတာအဖတ်မတင်ကြလို့ဖြစ်သွားတာမျိုးကြီးဖြစ်ပါဒီလမှာစတန်ဒါအပိုင်းမှာအင်္ဂါသားသမီးတွေကအလှူအတန်းတွေရည်ရွယ်ချက်တွေနဲ့ကောက်ထဲပေါ်ဆောင်နိုင်ပါတယ်အလှူတန်းတွေကြီးကြီးမားမားလိုအပ်တပါအင်္ဂါသားသမီးများလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုပ်ပြည့်နေရာပြည့်ကြောင်းရွှေရတတ်တယ် တည်ငြိမ်မှုတွေအပြောင်းအရွှေ့မှာလည်းတည်ငြိမ်မှုတွေရရှိတတ်တယ်အလုံးကောင်းနေရာကောင်းရင်ရရှိတတ်ပါလေအကြီးအကဲရဲ့ကုညီမှုဖိမမှုညနကပေးမှုတွေကြုံရတတ်ပါတယ်ဒါကြောင့်အင်္ဂါသားမြတ်၁၇လပိုင်းမှာဆိုရင်ကံရန်ကောင်းပါတယ်မိမိတို့အနေနဲ့ကလုံငန်းပိုင်းမှာအရန်လောကြီးပြီးတော့ဆုံးဖြတ်ချလိုက်ဆုံးဖြတ်လိုက်တာမျိုးတွေမပြုလုပ်ဘူးတော့လိုအပ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှအောင်းနဲ့ငယ်တာနော်လို့ပေါ်အကင်ပဲအချင်းချင်းအတိုက်ခံအပြုတ်တဘိုးမျိုးတွေဝင်ရောက်လာနိုင်ပါတယ်ဒါကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့ တပီလေးထားပြီးတော့ဒါရှေ့ဆက်သွားမယ်ဆိုရင်တော့အောင်မြင်မှုတွေရရှိတတ်ပါတယ်။အဲ့တော့လာမှာအမွေတွေရမှုရှိရင်ရတတ်ပါတယ်။မပြီးကျက်သေးတဲ့ကိစ္စတွေကဒီဆက်သက်လာပိုင်းကြီးပြီးကျက်သွားတတ်ပါလို့ကိုယ့်ရဲ့အကြံစီအောင်မြင်သွားတတ်ပါ။ငွေကြေးတွေစုဆောင်းထားတယ်ဆိုရင်တော့ဒီဆက်သက်လာပိုင်းမှာအကုန်ကြညာတတ်ပါတယ်။အလူတန်းတွေလည်းပြုလုပ်ရတတ်ပါတယ်။တခုတော့သတိထားပါခက်လန်းနည်းတဲ့စေဝါရှာတာတွေဖြက်လန်းနည်းတဲ့ရင်းနှီးမြှောက်နှံလိုက်တာမျိုးတွေအဲ လောက်တာမျိုးလေးမတီးလို့ရပါဘူးအထူးကိယူဆက်ရမှာဒီလထဲမှာဒီအင်္ဂါသားမိညတန်အမြင်ပိုင်းထဲမှာရောက်နေတဲ့အတွက်မိမိတို့အနေနဲ့အလောင်းကစားတွေအပျော်ပါးတွေအရက်တီစားတွေရှောင်ပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့မွေးနေ့မွေးရမှာတက်တက်တော့စားမယ်တိတ်တပတိစိတ်မစုံရင်ပူပြီးတော့ကောင်းပါတယ်လူငယ်တွေဖြစ်တဲ့ဆိုရင်တော့လူပြိုလူပြိုလည်းဖြစ်တယ်လူငယ်တွေလည်းဖြစ်တယ်ဆိုရင်တော့အခြေအမှလက်နက်လာပြီးမိကြုံရတတ်ပါတယ်ချစ်သူရဲ့အလိုလိုက်ပြီးလက်ထမင်္ဂလာဆက်ဆက်တောင်းလန်းခြင်းတွေခံရတတ်ပါတယ်အဲ့တော့မင်္ဂလာကိစ္စတွေအထမြောက်အောင်မြင်တတ်ပါတယ် မင်္ဂလာရက်မြက်ဒီလေဒီလာထဲမှာလက်ထပ်မင်္ဂလာပွဲတွေပြုလို့မဆိုရင်လည်းအောင်မြင်တတ်ပါအနုပညာရှင်တွေအနေနဲ့ကတော့ဒီစက္ကလအပိုင်းဆိုတာလူကြီးအတိုက်ခိုက်ကြီးနည်းနည်းရှိတယ်ကိုယ့်ရဲ့အပြောမအဆုံမလေးပေါ်မှာတရှိနေတယ်နောက်တစ်ခုကကိုကဒီအနုပညာသမားကြီးတူကယူဆက်ရမှာအင်္ဂါသားသမီးအနုပညာသမားကြီးအခုမှစလုပ်မဲ့လူကြီးဆိုလို့ရှိရင်တော့စိတ်ကြကြစရာကြီးနည်းနည်းတော့တူကြွားတတ်ပါတယ်အနုပညာလုပ်ငန်းတွေရော ဒီလာထဲမှာနည်းနည်းလေးတိုက်ခံအပြူတပိုးလေးတွေအပြစ်မလွတ်တာမျိုးလေးတွေအပြောဆိုခံရတာမျိုးလေးတွေကျွန်တော်တပိုင်အထူးကယူဆိုင်ပါ။ဒါကြောင့်မိမိတို့အနေနဲ့ကအင်္ဂါကားသမီးများကဒီကနေ့လာနေ့စေနာကြီးတီတီမှာပေါ့နော်မိမိတို့အနေနဲ့နှင်းစီပန်းခွနပုတ်လှူဒန်းပြီးပါလှူပြီးတော့ကိုအလိုရှိရာအရှိရဘက်ကိုမျက်နှာမူပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်။အင်္ဂါသားသမီးများကဒီဆက်ကလာပိုင်းမှာအဝင်ဆောင်တဲ့ဆိုလို့ရှိရင်တော့စိတ်အုံမှမူရမယ် တာသမီးရေသနာတွေဝင်လာဖို့လည်းရှိတယ်။နောက်တစ်ခုကညအရင်နေကိုယ့်အိမ်မှာတဲကူနေထိုင်တာမျိုးတွေဧည့်သည်တွေရောက်လာတာမျိုးတွေတွေ့ရတတ်ပါတယ်ကျွန်တော်တတ်ပါတယ်။အိမ်အောင်ရှိတဲ့သူဧည့်သည်မျိုးတွေရောက်လာရင်အထူးဂရုစိုက်ရမယ်။အဲ့တော့ဒီနှစ်ပိုင်းထဲမှာဒီကာလလေးမှာပေါ့ဒီလပိုင်းလေးထဲမှာဝမ်ပြင်းလာပြီးပွင့်နေမယ်။အိမ်အောင်ရှိသူကပါကိုယ့်ကိုနှစ်သက်တဘောကြတာမျိုးတွေပြတတ်ပါတယ်။ညနာအရင်ပွင့်တဲ့ကာလလို့ပြောလို့ရပါတယ်။အဲ့တော့အင်္ဂါသားလေးများဒီကာလမှာဆိုရင်တော့အလုံလာစားတွေကောင်းမရတူတိုးတာတွေခံရဖို့ အဲဒါသမီးလည်းအောင်မဲ့ဒါဒါသမီးနဲ့ပတ်သက်ပြီးတော့စဉ်းလျာမယ်စေတော့ကရောက်လာတတ်တယ်ဒါလေးရောနည်းနည်းသူ use လုပ်ပါငွေကြီးတွေအများကြီးရင်းနှီးမြှုပ်နှံတာမျိုးတွေမပြုလုပ်ရတာဘူးအရင်20ပိုင်းအကျော်မှာတော့ကန်တရားကကျောင်းလေးတွေထူးခြားစွာကျုံ့တတ်ပါတယ်ထိပေါက်ကင်းရှိတာမျိုးတွေထိပေါက်နိုင်ပါတယ်ထိထိုးပေးဖို့လည်းမနေပါနဲ့အဲ့တော့အင်္ဂါဒါသမီးများဒီလာပါဆိုရင်ကျမကြီးအနည်းငယ်ညံ့တဲ့ပိုင်းကျမကြီးကယူဆိုင်ပါဦးကောင်းပိုင်းနဲ့ဝမ်းပိုက်တွေဒုက္ခပေးတတ်ပါတယ်မကြာခဏခေါင်းမူတာလိုခေါင်းကိုက်တာလိုဖြစ်တတ်ပါတယ် ဝင်းပြက်တာမျိုးတွေဝင်းပြက်တဲ့အစာအတော့တွေလည်းရှောင်ရမှာဖြစ်ပါတယ်အဲ့တော့ပုံတွေ့မှုညနေစောင်းမှာအင်္ဂါသားသမီးများစေဝါတက်စားတက်ကြီးရွယ်အိုလူတန်းတရားမှာဖြစ်ပါတယ်เนาะအဲ့တော့အင်္ဂါသားသမီးများဒီအိမ်မှာဒီလိုကာလမှာပေါ့ကိုယ့်အိမ်ကအပြူလူလူရှိနေတယ်ဆိုရင်တော့တတိထားပါအိမ်ကနေထွက်သွားတတ်ပါတယ်เนาะဒီကံလာလေးပါတော့မိမိအနေနဲ့ကဘာသာရေးလေးလုပ်ပြီးမယ်ဆိုရင်တော့ဟိုပါဟိုကောင်းပါတယ်မိမိတို့ရဲ့အလုပ်ငန်းတွေတတင်အကောင့်ထဲပို့မယ်ဆိုရင်လည်းအလုပ်ကိုရရဲစုဖြတ်ပါကောင်းပါ အိမ်တော်ကြီးကတော့မတိမပြတ်စစ်နေတာနေရဒီလပိုင်းထဲမှာပြန်လည်တင့်ညက်သွားတတ်ပါတယ်ပျော်ရွှင်တဲ့အိမ်တော်ကြီးမျိုးတွေတော့တပါလေဖြစ်မှာပါเนาะအဲ့တော့စိတ်တော်ကရောက်ဆရာကြီးစိတ်ငြိမ်းရဆရာကြီးရှိတဲ့ဆိုရင်တော့ဆက်တလာပိုင်းမှာအိမ်တော်ကြီးရပြန်နဲ့အစဉ်ပြေးသွားတတ်ပါရဲ့ဒါကြောင့်အင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့အနေနဲ့နှင်းစီပန်းခုနှစ်ပွဲအုံညွါ၆ညွတ်ရွလာဒီလေးညွတ်နဲ့သူမျက်စွာဖျားရှင်ကိုပန်းအိုလေးလူလန်းလေးရမှာဖြစ်ပါရဲ့အဲ့တော့ဒီကာလာလေးမှာအင်္ဂါသားသမီးများဆိုလို့ရှိလို့ရှိရင်မိမိတို့အနေနဲ့က ဒီမျက်စွာဖះရှင်ကိုမိမိတို့အနေနဲ့ထီးမြူတလက်လှူဒန်းပြီးတော့မှလိုရာစီတောင်းပေးပါ။မွေးနေ့မွေးရက်ဒီမှာအဋ္ဌံပတိစေတာမျိုးတတ်တော်တော်သားမျိုးတွေစီလိုပေးပါ။ဒီကာလာလေးမှာမိမိတို့နဲ့အကျိုးမပေးတာကတော့ဟုတ်တယ်ပူတနင်းနာတနင်းကိုလေသားသမီးများအထူးပြုဆရာရမယ်အကျိုးပေးတဲ့သားသမီးတွေကတောက်ကြဆက်တကပရိအကျိုးပေးပါအဲ့တော့ဒီဆက်တလအပိုင်းမှာဆိုတော့တော်တော်ပူတနင်းနာသားသမီးနဲ့တတ်သူတမိုင်းလေးလုပ်မယ်ဆိုရင်တော့အထူးပြုဆိုင်သေးပါ အညာတက်ပါတယ်လူမှုရေးကိစ္စတွေတွဲပြပြီးဆောင်ရွက်မယ်ဆိုရင်လည်းအထူးပြုဆက်ရမယ်တရားနဲ့တရားနာတဲ့မူရင်းလွဲတာမျိုးလေးဖြစ်တတ်ပါတယ်ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေပြည့်စုံပါစေစိတ်ကွာတိုင်းကိုပါလို့ရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှိတမတ်ထမပါပြည်မင်းမဲဆိုလို့ရှိရင်တော့အုံညာကိုရှိကိုရှိကိုရှိစေတင်ငန်းက Viber ကနေတက်ဆင့်နိုင်အောင်မင်းမြန်နိုင်ပါတယ်ညံမှုစောကတတန်းခွဲရှိပါတယ်